မြန်မာနိုင်ငံကပြည်မြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အနေအကျိုးဆက်တွေကိုဆွဆွရွရွခံစားခဲ့ရတဲ့နိုင်ငံတွေတဲ့တနိုင်ငံဖြစ်ပါတယ်။ မာနိုင်ငံရဲ့ area နဲ့တမိတ်အတွင်းကပထဝီမြေတုကဆိုရင်စစ်မှတ်ရဲ့အကြိမ်ချင်းဖျက်ဆီးခြင်းကိုလည်းခံစားခဲ့ရပါတယ်။အကြံအားဖြင့်ဆိုရင်ဒုတိယကမ္ဘာစစ်လက်ကျန်တော့ကမပေါက်ကွဲသေးတဲ့ပေါက်ကွဲရေးပစ္စည်းတွေလွတ်လပ်ရေးအလွန်ကာလဆယ်စုနှစ်များစွာဖြစ်နေတဲ့ပြည်တွင်းစစ်တလျှောက်မှာလက်နက်ကင်အဖွဲ့ပေါင်းစုံကအသုံးပြုခဲ့ကြတဲ့မိုင်းနဲ့ဆက်ဆက်ပစ္စည်းတွေ2021နောက်ပိုင်းနိုင်ငံအနှံ့ကျပြန့်လာခဲ့ကြတဲ့လက်နက်ကင်ပဋိပက္ခတွေမှာဆိုရင်လည်း စစ်ပွဲတိုင်းအလုံးနီးတူဒီလိုပစ္စည်းတွေကိုလက်ရှိအထိအသုံးပြုနေကြတော့ဖြစ်ပါတယ်2024ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအတွင်းကောက်ယူထားတဲ့ UNICEF ရဲ့စစ်တမ်းတွေအရဆိုရင်မြန်မာနိုင်ငံမှာမြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစစ်တပ်တဲ့ပစ္စည်းတွေကြောင့်အသက်ဆုံးရှုံးခဲ့တဲ့အရတားစုစုပေါင်း689ယောက်ရှိပြီးကိုလက်အင်ကဆုံးရှုံးသွားသူတွေကတော့ 959ရောက်ရှိတယ်လို့သိရှိရပါတယ်။အဲ့ဒီထဲမှာဆိုရင်အမျိုးသမီး190ရောက်နဲ့ကလေး198ရောက်လဲပေါင်းဝင်ပါတယ်။ငါတို့နိုင်ငံကကန်ဆိုးလာရှာတယ်လို့တွေးမိပြီးတော့တခြားကမ္ဘာအခင်းချင်းတွေကိုလေ့လာကြည့်တဲ့အခါမှာဆိုရင်လဲမြန်မာနိုင်ငံရဲ့အနည်းဆုံးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ကမ္ဘောဒီးယား၊လာအိုနဲ့ဗီယက်နမ်အစရှိတဲ့ဒေသတွေမှာဆိုရင်လဲစစ်ပွဲတွေကြောင့် အလားတူအသက်အိုးအိမ်နဲ့ကိုလန့်အိမ်ကပျက်စီးခဲ့ရမှုတွေကအင်မတန်များပြားခဲ့ရတယ်ဆိုတာကိုလည်းလေ့လာတွေ့ရှိရပါတယ်2024ခုနှစ်မှာဂျပန်နိုင်ငံအခြေစိုက်ဂျိုက်ကာအဖွဲ့ကထုတ်ခဲ့တဲ့အစီရင်ခံစာတစ်ခုမှာဆိုရင် VN စစ်ပွဲမှာအမေရိကန်တပ်တွေကဘုံတန်ချိန်ပေါင်းတန်းနဲ့ချီပြီးကျဲချခဲ့ကြပြီးတော့ကမ္ဘောဒီးယားမှာဆိုရင်စစ်လက်ကြံဘုံပေါင်း ၄တန်းကနေ၆ပန်းအထိကမတူးဖော်ရသေးပဲကြန့်ရှိနေရသေးတာဆိုတော့ဒီမင်းမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဆိုတာကကိုရခတ်တဲ့ယောဂါစုကြီးတစ်ခုလိုပဲကဘာမကြီးကိုဒုက္ခပေးဖို့ရှိနေအောင်မှာပါလားမျိုးလို့ဒါပေမဲ့တို့မြန်မာပြည်နဲ့အခြားအိန္ဒိချင်းဘဝတူတွေကတော့ခွာခြားချက်တစ်ခုရှိနေပါတယ်အဲ့ဒါကဘာလဲဆိုရင်မြန်မာနိုင်ငံမှာလက်ရှိအနေအထားကမိုင်းပညာအသိပေးခြင်းကိုပဲဆောင်ရွက်နိုင်သေးပြီးတော့ရှင်းလင်းတူပေါ်ခြင်းနဲ့ လူမှုဝန်ကျင်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွေကိုလှုပ်ဆောင်မှုအတွက်ကတော့အခွင့်မသာတည်တာပဲဖြစ်ပါတယ်။ကဘာပေါ်ကအခက်ဝေးဝေးနိုင်ငံတွေကိုခဏချပါအောင်အနီးနားမှာပဲမြန်မာပြည်သူပြည်သားတွေသိရှိပြီးသားဖြစ်တဲ့ဗီယက်နမ်၊ကမ္ဘောဒီးယားနဲ့လာအိုတီလိုနိုင်ငံတွေကိုကြည့်မယ်ဆိုရင်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတူးဖော်တာတွေကိုလိုက်အင်္ဂါတိကြိုက်တိုင်ရရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကို လူပတ်ဝန်းကျင်မှာပြန်ဝင်ဆက်ရွေးအစီအစဉ်ထားရှိရပြီဖို့1990ခုနှစ်နောက်ပိုင်းကစလို့ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်အပြည့်သဘောပို့ဆောင်တဲ့အနာဂတ်မျိုးကိုလည်းဖြည်းဖြည်းချင်းအချိန်ယူပြီးတော့ရွှေ့နေရဆိုတာလည်းရှိနေကြပြီဖြစ်ပါတယ်မေမြုံမိုင်းနဲ့အချားပေါက်ကွဲစစ်တတ်တဲ့ပစ္စည်းတွေအလုံးက အမျိုးဘာသာတာတနာမခွဲခြားတတ်တဲ့အရာတွေဖြစ်ပါတယ်။ဒီပေါက်ကွဲပစ္စည်းတွေက စစ်သားအယက်သားမခွဲကြဘူးစစ်မြေပြင်စိုက်ပျိုးမြေလည်းမခွဲကြတတ်ပဲနဲ့ပောက်ကွဲတတ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်ဒီပစ္စည်းတွေကြောင့်မြန်မာနိုင်ငံအပြင်ကမ္ဘောဒီးယားလာအိုအစရှိတဲ့နိုင်ငံတွေမှာဆိုရင်လေမျိုးဆက်အဆက်ဆက်ဆွန့်ပစ်ထားခဲ့ရတဲ့အိုးအိမ်လမ်းမြေတွေအများအပြားရှိနေတာဖြစ်ပါတယ်။ဥရောပနိုင်ငံအချို့မှာဆိုရင်လည်းဒီလိုတွေရှိနေတော့မှာပဲ။အခုဆိုရင်ဥရောပနိုင်ငံတချို့ကသူတို့ရဲ့တိုင်းပြည်လုံးချုံရေးအတွက်မင်းမြုပ်မိုင်းတွေကို ပြန်လည်အသုံးပြုဖို့တင်မတင်ဆိုတာတွေကိုလည်းဆွေးနွေးနေကြပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒီပစ္စည်းတွေကိုတကြောပြန်အသုံးမပြုသင့်တော့တဲ့အကြောင်းကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကလည်းကြဲကြဲလောင်လောင်ဆန့်ကျင်ပြောဆိုနေကြတာကိုတွေ့မြင်နေရပါတယ်။နိုင်ငံတော်ဝန်ကမ်ပိန်းတွေပြုလုပ်ပြီးတော့နောက်ကျောင်းပြန်မလဲကြဖို့မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစစ်တပ်တွေပစ္စည်းတွေအသုံးပြုမှုကိုဆန့်ကျင်တားမြစ်ထားတဲ့ ထင်ကရသဘောတူညီချက်တစ်ခုထွက်ပေါ်ခဲ့တဲ့အိုတာဝါစာချုပ်သဘောတူညီချက်တွေကိုလိုက်နာကြဖို့လည်းတိုက်တွန်းနေကြပြီဖြစ်ပါတယ်။ရင်ကြံရပန်းတို့ရောက်ပြီ။ပြည်တွင်း7မီလီယံတဟောင်းဟောင်းတောင်းလောင်နေတဲ့မြန်မာနိုင်ငံမှာတော့ကဘာစကားဝိုင်းတွေမှာဆွေးနွေးငင်းကုန်နေကြတဲ့လူစိုးလူကောင်းလူကြီးကလေးစစ်သားအယက်သားမခွဲခြားတတ်တဲ့မြေမြုပ်မိုင်းဆိုးကျိုးဆိုတာတွေကစာတွေ့မဟုတ်ပဲနဲ့နေ့စဉ်ချင်းချောင်းနေတဲ့အနေအကဆိုးတစ်ခုပါပဲ။ ဒီကတ်ဆိုးကစစ်မှတ်ဖြစ်ပွားခြင်းဆိုရက်ကတ်ကြီးပြီးလို့တနက်ပြောင်းတွေအမိကုန်းတိတ်ရင်တော့မှတန်းနဲ့ချီတဲ့လူသားတွေရဲ့အသက်အိုးအိမ်နဲ့ကိုလက်အိမ်ကကိုဖျက်ဆီးဖို့အစိတ်ရှိရှိနဲ့စောင့်ဆိုင်နေကြအောင်မဲ့မြေမြုပ်ပိုင်းကပ်ပြီးပဲဖြစ်ပါတယ်။မြေမြုပ်ပိုင်းဆိုတာကလူသားမျိုးနွယ်ရဲ့အကြီးမားဆုံးအနေရတစ်ခုအဖြစ်နားရှင်သူတို့နားလေတဘောပေါကြဖို့နဲ့ဒီမြေမြုပ်ပိုင်းအနေရရှိတဲ့အရက်သေးသားတွေမှာ နေထိုင်သွားလာနေကြတဲ့ပြည်သူတွေအနေရသတိပြုစေနိုင်မှုအတွက်ရည်ရွယ်တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။နောက်ဆက်သူများအနေနဲ့စစ်မှတ်ဖြစ်ပွားရာအနီးအနားဒေသမှာနေထိုင်တဲ့သူတွေဆစ်ဆောင်စခန်းနဲ့ကျေးရွာများမှာရှောင်တိန်နေထိုင်ရတဲ့သူတွေဖြစ်ခဲ့ရဆိုရင်မြေမြုံမိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုဒီလိုနေရာမှာတွေ့ရများလို့တတိပြုစင်ကျင်ရမယ်ဆိုပြီးတော့ ကျွမ်းကျင်ပညာရှင်တွေကရေးသားအကြံပြုထားတာတွေကိုလည်းပြောပြပေးပါရစေ။နေရာမျိုးစားတဲ့စွန့်ပစ်ထားသည့်နေရာအများပြည်သူ မသွားသင့်သည့်နေရာဒေသများနေရာမျိုးစားနှင့်လက်နက်ကင်အဖွဲ့များ အသုံးပြုသည့်နေရာများနေရာမျိုးစားသုံးမတော်တဆမှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည့်နေရာများသို့မဟုတ်တေဆုံးထိခိုက်ခံရသတိဆန်များနှင့်ကြန့်ရှိနေသည့်အယိုးစုများ နေရာမျိုးစားလေးဒေသန္တရအမှတ်အသားသို့မဟုတ် အပြပြဆိုင်ရာအန်ရဲတတိပေးအမှတ်အသားသို့မဟုတ်အခြားတတိပေးတင်ကြတာများဖြင့်ပြုလုပ်ထားရှိသည့်နေရာဒေသများ ဥပမာကြက်ချေခက်ပုံ ပြုလုပ်ထားသောတစ်ချောင်းဒုတ်ချောင်းများကြောက်ခဲများစုပုံထားသည့်နေရာများအဲ့ဒီဒေသန္တရအမှတ်သားတွေကတော့နေရာဒေသပေါ်လိုက်ပြီးကွဲပြားနိုင်ပါတယ်နေရာမျိုးစား၅ ရခင်ကတိုက်ပွဲများဖြစ်ပွားခဲ့သည့်နေရာများမြေမြုံမိုင်းနှင့်ပောက်ကွဲစီတတ်သောပစ္စည်းများပောက်ကွဲမှုဖြစ်ပွားခဲ့သော နေရာများအချက်ချာကြသောနေရာများ အထူးသဖြင့်လမ်းမများနှင့်လူသွားလမ်းများပေါ်တွင် မြေတူးထားခြင်းကရုတ်ကျင်းလိုမျိုးဖြစ်နေသောနေရာများသို့မဟုတ်မြေပွားနေသည့်လက္ခဏာရှိသောဧရိယာများရတောတွေထူထပ်စွာပေါက်ရောက်နေသောနေရာများ အသုံးမပြုတာကြသောသို့မဟုတ် စွပစ်ထားသောတံတားအိုတံတားပြက်များဖြက်စီးခံထားရသောအဆောက်အအုံများစွပစ်ထားသောလေယာအိမ်ကြီးရွာများသေးငယ်သည့်ကျိုးဝါယာကျိုးစာများတောက်ပြောင်သော အရာဝတ္ထုများသို့မဟုတ်တံမိုးရှိသည်ဟုထင်ရသောအရာများကိုကင်ကြည့်ခြင်းဖြန့်ကြည့်ခြင်းမျိုးလုပ်အောင်ရည်ရွယ်ချက်ရှိရှိခြံထားခဲ့နိုင်သောကြောင့်၎င်းတို့သည်ထောင်ချောက်မိုင်းများဖြစ်နိုင်သည်ကို သတိမူပါ။ နားဆင်ကြသူတွေအနေနဲ့ဒီလိုနေရာတွေကိုမဖြစ်မနေမလို့သွားရတော့မယ့်အခါမျိုးတွေမှာဆိုရင်ဒီအချက်တွေကိုတော့အလေးပေးဂရုပြုဆောင်ရွက်ဖို့အင်မတန်အရေးကြီးပါတယ်။အဲ့ဒါတွေကတော့၁အချက်သွားရောက်မိနေရာဤတည်ရင်အချက်လက်များကိုစုဆောင်းခြင်းနဲ့ရက်ရွာတွင်လူသိများသောပုဂ္ဂိုလ်များအခြားလက်တလောနေရပြန်သူများနှင့်အခြားပြည်သူလူထုများကိုမေးပါ။အသုံးပြုထားသောလမ်းများကိုအသုံးပြုပါ။၂အချက်တဦးတယောက်တည်းခရီးမသွားပါနဲ့။ 3အချက်တငယ်ချင်းသို့မဟုတ်မိသားစုဝင်တဦးဦးကိုရောက်ရှိမည့်အချိန်သို့မဟုတ်ပြန်လာမည့်အချိန်ကိုပြောပြထားပါ4အချက် နေ့အချိန်တွင်ခရီးသွားပါ5အချက်တတိပေးအမှတ်သားသို့မဟုတ် အနေရရှိနိုင်ခြေဖြစ်သောနေရာများနှင့်ဝေဝေးနေပါမေးရွှေတို့အနေနဲ့ဒီအထိနားထောင်လာခဲ့ပြီဆိုရင်မေမြုံမိုင်းနဲ့အခြားသောပောက်ကွဲစီတက်တဲ့ပစ္စည်းတွေရဲ့အဖြတ်စွမ်းအားနဲ့အနိဋ္ဌံယုံအကျိုးဆက်တွေက လူသားမျိုးနွယ်စုအပြင်ကျွဲနွားတရိတ်ဆန်တောရိုင်းဂေဟာစနစ်နဲ့အခြားအစားထုတ်မရတဲ့မြေတုနဲ့ရေတုကိုပါရေရှည်ဆိုးကျိုးတွေတက်ရောက်စေနိုင်တယ်ဆိုတာကိုသဘောပေါက်နားလည်လာကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။မိုင်းအပါဝင်အခြားသောပောက်ကွဲစစ်တပ်တဲ့ပစ္စည်းတွေကိုမဖြစ်မနေကင်တွယ်ဆောင်ရွက်နေကြတဲ့လူအပေါင်းတို့လည်းကို့အဖြစ်အမူရဲ့နောက်ဆက်တွဲရလဒ်တွေကမြို့နေတောနေလူတို့ရဲ့အနာဂတ်တွေအသက်အိုးအိမ်တွေ ဒေသတစ်ခုလုံးအားကိုးအားထားပြုတဲ့မြေယာနဲ့ရေအရင်းအမြစ်တွေပေါ်မှာတိုက်ရောက်မှုတွေကဘလောက်ထိကြီးမားတယ်ဆိုတာကိုသတိချက်စေဖို့အတွက်ရည်ရွယ်ချက်နဲ့လဲယခုအပိုင်းလေးကိုတင်ဆက်လိုက်ရတာဖြစ်ပါတယ်မြေမြုံမိုင်းနဲ့အခြားသောပောက်ကွဲပစ္စည်းများနဲ့ပတ်သက်ပြီးအစဉ်တစ်ဖြင့်ဆွဲဆွဲမြဲမြဲမှတ်သားရဲ့အချက်များမှာ ြေမြုပ်မိုင်းများနှင့်အခြားပောက်ကွဲစေတတ်သောပစ္စည်းများသည်အယက်သားပြည်သူများနှင့်စစ်သားများဟု ခွဲခြားဆက်ဆံမှုမရှိဘဲမည်သူကိုမဆိုအနေရဖြစ်စေပြီးမတော်တဆမှုများနှင့်တေဆုံးမှုများကိုဖြစ်စေနိုင်သည်ဤပစ္စည်းများသည်ပလိပခပြီးဆုံးသွားပြီးနောက်ပိုင်းတွင်လည်းလူနေမှု ဖွံ့ဖြိုးတိုးတက်မှုနှင့်အသက်မွေးဝမ်းကြောင်းအတွက်ဆက်လက်အန္တရာယ်ဖြစ်စေနိုင်သည်မြေမြုပ်မိုင်းများနှင့်အခြားပောက်ကွဲစေတတ်သောပစ္စည်းများသည် ပုံတဒံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးအယောင်အမျိုးမျိုးနှင့်ရှိပြီးတန်တတုတက်သားပလတ်စတစ်အပါဝင် ပစ္စည်းမျိုးစုံနှင့်ပြုလုပ်နိုင်သည် မကြာခဏတန့်ကျေးတက်နေခြင်း ဖုံးဖုံးများဖုံးလွှမ်းနေခြင်းအယောင်တွေတောက်ပြောင်နေခြင်းဒါမှမဟုတ် မတူသည့်ပုံစံတွေနှင့်တွေ့ရတတ်သည်၎င်းတို့ကိုမြေပေါ်မြေအောက်ထောင်ထားတက်ပြီးဝါယာကျိုးများသို့မဟုတ် ခြေနှံကျိုးများဖြင့်ချိတ်ဆက်ထားနိုင်သည်မြေကြီးထဲတွင်လည်းမြုပ်ထားနိုင်သလိုမြက်ပြင်ရှင်များနှင့်လည်းဖုံးကွယ်နေပြီးတစ်ပင်တွေကြားထဲမှာလည်းချိတ်ဆွဲထောင်ထားခြင်းရေပေါ်မှာပေါ်နေခြင်းသို့မဟုတ်ရေအောက်တွင်မြုပ်ထားခြင်းတို့ဖြစ်နိုင်သည်မြေမြုပ်မိုင်းသို့မဟုတ်ပောက်ကွဲစေတတ်သောပစ္စည်းတစ်ခုတွေ့ပါက၎င်းအနီးအနားတွင်နောက်ထပ်မြေမြုပ်မိုင်းသို့မဟုတ်ပောက်ကွဲစေတတ်သောပစ္စည်းများအများအပြားထရှိနေနိုင်သည် အကယ်၍သင်သည်တန်လျာဖြစ်เสียအန္တရာယ်ရှိသောပစ္စည်းတစ်ခုခုတွေ့ပါက၎င်းသည် မြေမြုံမိုင်းသို့မဟုတ်ပောက်ကွဲစေတတ်သောပစ္စည်းများဖြစ်နိုင်သည့်အတွက်ကြောင့်ဘယ်တော့မှမထိပါနှင့်ရွှေ့ဖို့မကြိုးစားပါနှင့်